င်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ NNG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထက်ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေနဲ့ဆက်သွယ်မေးမြန်းချက်တွေကိုတင်ဆက်ပေးနေတာဖြစ်ပါရစေ။ NNG ရဲ့ podcast ထုတ်လင်းချက်တွေကိုတရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရလဲရပါရစေ။ကျမအမီပါ။ ဒီနေ့သတင်းတွေထဲမှာတော့သခိုင်းငလင်ကြောင်နေပြီးတော့နေမြေကအဆောက်အုံတွေဘလောက်ထိပျက်စီးသွားပါသလဲရှမ်းပြည်တောင်ပိုင်းငလင်တန်ခံနေရတဲ့ဒေသတွေစီကိုအကူအညီတွေဘာကြောင့်နှောက်နှေးနေရတာလဲဆိုတာနဲ့နစ်ဆန်တရက်နေ့ကစစ်ကောင်စီကထုတ်ပြန်ခဲ့တဲ့လွဉ်ငိမ့်ချမ်းသာကွင်းအမိန့်မှာလွိုက်ကော်ထောင်ကဘသူတွေလွတ်လာပါသလဲဆိုတာတွေကိုနားဆင်ရဖို့ရှိနေပါတယ် အခုတော့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါစစ်ကောင်စီရဲ့ငလင်တန်းကြောင့်ပျက်စီးမှုတွေအပေါ်ကွင်းစင်စစ်ဆေးမှုအရာနေပြည်တော်နေပြည်အတွင်းမှာအဆအုံပေါင်း1500ကျော်ပျက်စီးသွားတယ်လို့စစ်ကောင်စီကိုတင်ပြတဲ့အစီရင်ခံစာတွေမှာဖော်ပြထားပါတယ်အဲ့ဒီအထက်မှာလုံးဝပြိုကျသွားတဲ့အဆောက်အုံပေါင်း100ကျော်ရှိပြီးပျက်စီးမှုကြီးမားတယ်လို့သတ်မှတ်လို့ရတဲ့အဆောက်အုံက900နီးပါးရှိနေပါတယ်။ ကျန်တဲ့ပျက်စီးမှုအသင့်အတင်နဲ့အနည်းငယ်အဆင့်သတ်မှတ်ချက်မှာတော့900ကျော်ရှိပြီးအဲ့ဒီအဆောက်အုံတွေမှာတော့လူပြန်နေနိုင်သေးတယ်လို့သတ်မှတ်ထားပါတယ်ပြိုကျခြင်းဆိုတာကတော့အဆောက်အုံအထက်တစ်ထပ်ဒါမှမဟုတ်တစ်ခုလုံးပြိုကျသွားတာဖြစ်ပြီးပျက်စီးမှုကြီးတဲ့အဆောက်အုံဆိုတာကတော့လူနေလို့မရအောင်ပျက်စီးသွားတာပဲဖြစ်ပါတယ်ချင်းပြည်တောင်ပိုင်းကချင်းညီနောင်အဖွဲ့တွေချိမ့်ချုပ်ထားတဲ့မတူပီမျိုးကိုစစ်ကောင်စီတပ်ရဲ့လေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာကြောင့်အရတား9 ောက်ဒဏ်ရာရပြီးတော့လူနေအိမ်တချို့ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ် ပြီးခဲ့တဲ့18ရက်နေ့နေ့လယ်ပိုင်းမှာမတူပီမြို့ရဲနဲ့မြို့အနီးဝန်းကျင်ကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပေါင်းအကြိမ်ကြီး3ကြိမ်လုပ်ခဲ့တာလို့ဆိုပါတယ်ဘုံကျဲတိုက်ခိုက်မှုကြောင့်ဒဏ်ရာရသွားတဲ့အရက်သားတွေတင်းမှာတော့ခရီးရန်ဓမ္မအမှုတော်ဆောင်ဆရာတော်တပါးလဲပါတယ်လို့ဒေသခံတယောက်ကပြောပါတယ်အဲ့ဒီဆရာတော်ဟာခြေောက်ပြက်သွားပြီးစူးရင်ရတာကြောင့်အရေးပေါ်ဆေးကုသမှုခံယူနေရပါတယ်စစ်ကောင်စီတပ်ရဲ့ဒီလေကြောင်းတိုက်ခိုက်မှုတင်းမှာတော့ဖျားချောင်းအပါအဝင် လူနေအိမ် ားလုံးထက်မနည်းလဲထိမှန်ပျက်စီးသွားပါတယ်။မတူဘီမြို့ကို2024ခုနှစ်ဇွန်လ29ရက်နေ့မှာချင်းညီနာအဖွဲ့နဲ့ AA ပါဝင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတင်ပိုက်ရရှိခဲ့တာပဲဖြစ်ပါတယ်။မြို့သိမ်းတိုက်ပွဲအတွင်းမှာတင်းရှောင်နေကြရတဲ့ဒေသခံတွေဟာမြို့ထဲကိုပြန်ပြီးတော့နေထိုင်နေတဲ့အချိန်အခုလိုမျိုးလေကြောင်းကနေဘုံကျဲတက်ခိုက်ခံခဲ့ရတာပဲဖြစ်ပါတယ်။ကရင်မျိုးသားအစည်းအရုံး KNU ရဲ့တမဟာလေးတဝယ်ဒေသမှာအရေးကြီးတဲ့ပြူဟာစခန်းကြီးတစ်ခု ုကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တွေကတင်းယူနိုင်ခဲ့ပြီးပြူဟာမှုကိုတော့အသေးမိခဲ့တယ်လို့တပ်မဟာလေးကသတင်းဌာနတွေကိုထုတ်ဖော်ပြောဆိုထားပါတယ်။ ထိထဗျူဟာစခန်းကိုတကြံအကျိုးနေကလေးကပိတ်ဆို့တိုက်ခိုက်နေခဲ့တာဖြစ်ပြီးဧပြီလ16ရက်နေ့မှာ KNU ပူပေါင်းတပ်တွေကအပီးသက်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။မူလကဗျူဟာမူးကိုအရှင်ဖမ်းမိခဲ့ပေမဲ့ဖမ်းဆီးရမိတဲ့စစ်တုံးပန်းတွေကိုမင်းမြတ်နေတဲ့အချိန်မှာပဲအနည်းငယ်ရှိလောက်တဲ့အပြုတ်အမှုကိုပြုလုပ်ခဲ့တာကြောင့်လုံခြုံရေးယူနေတဲ့ကရင်ရဲဘော်တွေကဗျူဟာမူးကိုပြစ်တက်ခဲ့ရတာဖြစ်တယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ဗိတ်တော်ဝဲခရိုင်အတွင်း ရင်မူဘုဒ္ဓအဲနာကသတင်းဌာနတွေကိုထုတ်ဖော်ပြောဆိုထားပါတယ်။ထိထစခန်းဟာဒဝဲတိခိနေဆက်လမ်းကြောင်းပေါ်မှာရှိနေတဲ့စစ်ကောင်စီတပ်ရဲ့အကြီးအမားဆုံးစစ်စခန်းဖြစ်ပြီးစစ်ရေးဗျူဟာအရာအရေးပါတဲ့စခန်းတစ်ခုဖြစ်ပါတယ်။ရှမ်းပြည်တောင်ပိုင်းကတော်လိုင်းရင်တပ်ရင်၄ခုပူးပေါင်းပြီးတော့ SSNDF လို့ခေါ်တဲ့ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်ပြီးခရီးနီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲ့အမိန်ပေးမှုအောက်ကနေလှုပ်ရှားသွားမယ်အကြောင်းကို SSNDF ကသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီ SSNDF ထဲမှာရှမ်းပြည်တောင်ပိုင်းဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU ရှမ်းတောင်ဒေသခံကာကွယ်ရေးတပ်အမှတ်1339အမှတ်1338နဲ့ရှမ်းတောင်အထူးဒရုန်းတပ်ဖွဲ့ SODF တို့ပါဝင်ပါတယ်။အဲ့ဒီတပ်ဖွဲ့တွေဟာ KNDF ဖြူဟာအမှတ်9အနေနဲ့ KNDF ရဲ့အမိန့်ပေးမှုအောက်ကနေလှုပ်ရှားကြမှာဖြစ်ပြီးမကြာခင်က တင်းနှင်းစင်ပွဲကိုကျင်းပခဲ့တယ်လို့ KNDF ကလည်းထုတ်ပြန်ကြေညာထားပါတယ်။ ခုဆက်ပြီးတော့သတင်းလွှာတွေကိုတင်ဆက်ပေးသွားမှာပါ။စကိုင်းငလင်ကြောင့်ထိခိုက်ပျက်စီးမှုများပြားခဲ့တဲ့ရှမ်းပြည်တောင်ပိုင်းမှာဒီနေ့အချိန်ထိအကူအညီရောက်ရှိမှုနှဲပါနေစေဖြစ်တယ်လို့ကုညီကယ်ဆေးရေးလှုပ်ဆောင်ပေးနေသူတွေကပြောပါတယ်။အပြည့်အစုံကိုတော့ကိုပီတာကတင်ဆက်ထားပါတယ်။နပတ်ကြော်ကြလာတဲ့အထိအကူအညီရောက်ရှိမှုနှဲပါနေပြီးကြန့်ကြံရတာဟာစစ်ကောင်စီရဲ့ပိတ်ပင်တားဆီးမှုတွေကြောင့်ဖြစ်တယ်လို့ အိုလုံငယ်အစီယုံ PYO ကပြောပါတယ်။ဒိုအန်တနီယာတွေကိုအကူအညီတွေအများဆုံးရောက်ရှိနိုင်ရေးကအစစ်အစစ်ပိတ်ပင်တာဆီမှုတွေကိုရှော့ဖို့လိုအပ်တယ်လို့ PYO ဒူအုထခူဦးကပြောပါတယ်။ Farmer တစ်ချက်ကဒီနိုင်ငံတကာရဲ့အကူအညီတွေရောပြည်တွင်းရဲ့အကူအညီတွေတော်တော်များများကသွားလာခွင့်နေပေါ့နော်။အဲဒီမှာဟန်တာတွေတချို့ရှိတယ်စစ်ကောင်စီကိုယ်တိုင်ကလည်းဒီအကူအညီပေးတဲ့တချို့နေရာမှာသူတို့ကွန်ပျူတာချက်ရမှဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးလုပ်တဲ့အတွက်ကြောင့်မလို့ဒီနောက်နေချက်ချက်မှုတွေတော်တော်များအကြီးကတွေ့နေရတာခုရှိတယ် လန်28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့ စကိုင်းငလင်ကြောင့်အင်းလေးဒေတာအတွင်းပျက်စီးသွားတဲ့နေအိမ်တွေအများဆုံးပြန်လည်တည်ဆောက်နိုင်ရေးကူညီပေးကြဖို့ဒေတာခံတွေကညှော်လင့်နေကြပါတယ်။စာရေးတောက်ရေးစာနာရေးခတ်တဲ့နေရေးထိုင်ရေးအတွက်မုန်ထွေအမီနေအိမ်တွေအများဆုံးပြန်လည်တည်ဆောက်နိုင်ဖို့ကူညီပေးစီချင်တယ်လို့အင်းလေးဒေတာခံတွေကပြောပါတယ်။ကလင်နဲ့တင်ခဲ့တဲ့ဒေတာထဲမှာပါဝင်တဲ့ညောင်ရှင်မြို့ရဲ့တောင်ဘက်ဆင်မိုင်ခန့်မှာလည်းစစ်ကောင်စီတပ်ပအုပ်ပြည်သူ့ဆက်ဖွဲ့ PNA ရုံးနဲ့ တနင်္ဂနွေတပ်ဖွဲ့တို့ကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲလို့ဒေတာခန်တွေကဆိုပါတယ်။မလီတန်ကြောင့်အင်းလေးဒေတာမှာထိခိုက်ပျက်စီးသွားတဲ့နေအိမ်ပေါင်း3000ကျော်ရှိနေတယ်လို့ကုညီကေဆေးကြီးဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။ပျက်စီးသွားတဲ့နေအိမ်အဆောင်အုံတွေကိုဖယ်ရှားရှင်းလင်းမှုတွေလှုပ်ဆောင်နိုင်ရေးလဲအခုညီတွေလိုအပ်နေဆဲဖြစ်ပြီးလက်ရှိမှာဒေတာခန်တွေဟာကိုထူကိုထားလှုပ်ဆောင်နေကြရတယ်လို့ဆိုပါတယ်။ရှမ်းပြည်တောင်ပိုင်းညောင်ရွှေအင်းလေးပင်လောင်းနဲ့အောင်ပန်းမြို့နယ်တွေမှာမလီတန်ကြောင့်ထိခိုက်တိုက်ဆုံသူစုစုပေါင်း 150တယောက်ရှိခဲ့ပြီးနေအိမ်တွေလည်းဆိုးရွားစွာပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ PYO ကဧပြီလပထမပတ်မှာထုတ်ပြန်ပါတယ်။ Greeny Bee Like of အကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားလွတ်မြောက်လာသူတယောက်မှမရှိဘူးလို့ထောင်းတဲ့နီးစပ်သူတွေကပြောပါတယ်။ဒီအကြောင်းကိုတော့ NMG ရဲ့သတင်းထောက်စမိုင်းကတင်ဆက်ထားပါတယ်။ လွိုက်ကောအတင်းထောင်မှာလူရဲစစ်တူတွေအများအပြားရှိပေမဲ့ရထက်သူအမှုတွေနဲ့ဆက်လက်ချွနာထားရပြီးထောင်ဝင်စာရဖို့လည်းခက်ခဲနေဆဲဖြစ်တယ်လို့ကရနီနိုင်ငံရဲ့အကျဉ်းသားများအစည်းရုံး KPPA မှပြောရေးဆိုခွင့်ရှိသူ ကိုထားဖို့ကပြောပါတယ်။ညီပြချင်းနေနဲ့တက်ဆိုင်လာဆိုရင်တက်ဆိုင်လို့ယူဆလို့ရမယ်ဗျ။ဒီစစ်ကောက်စီနေနဲ့အဲဒီကြားပြင်းနဲ့ဂရီနီပြင်းနဲ့မှာစစ်ပွဲဒီတိုက်စစ်အကြီးကျယ်နဲ့ရင်ဆိုင်နေရတယ်။ပြီးသူတို့ဖက်ကနေလည်းနေမြေပေါင်းများစွာလက်လို့ဆုံရှုံရတဲ့အချိန်နောက်ပိုင်းနိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပင်မှုကနေသွားတယ်ပေါ့နော်ပြီးရင်နိုင်ငံရေးအကျဉ်းသားတွေလည်းတချို့တော့ပုံမှန်တွေနဲ့ထက်ကပ်ပြီးတော့အမှုအမှုထက်တင်တဲ့တရားထက်ဆွဲပြီးရင်ဒီမက်စလာလောက်မှာပဲလူရစီဖြစ်တဲ့နိုင်ငံရေးအကျဉ်းသား9ယောက်ကိုသူတို့လွတ်ပေးမယ်ဆိုတော့ဒီလွယ်ကောမြို့မရေးစခန်းမှာချုပ်ထားတယ်ပြီးရင်သူတို့မလွတ်ပေးဘဲနဲ့နောက်ထပ်အမှုတစ်ခုနဲ့အမှုတစ်ခုနဲ့တရားထက်ဆွဲပြီးထောင်ထဲကိုပြစ်ထည့်ထားတယ်ပေါ့နော်ဒီလိုအခြေအနေနဲ့ကြုံတွေ့နေရတယ် စစ်ကောင်စီရဲ့မြန်မာနေဆက်တရရက်နေ့ဧပြီ18ရက်နေ့ကလူရင်းချမ်းသာခွေမှာအကျဉ်းသား9ရောင်နဲ့အကျဉ်းသူ9ရောင်လူမြောက်လာပြီးသူတို့တွေဟာခိုးမှုလူရဲမှုအများပြည်သူပိုင်ပစ္စည်းတွေကိုဖျက်ဆီးမှုလူတက်မှုစတဲ့ရဇဝူးကျူးလွန်သူတွေပဲဖြစ်တယ်လို့ဆက်ပြောပါရတယ်။ ဝမ်ကောက်ထောင်းမှာရှိနေတဲ့ဒီနိုင်ငံရေးအကျဉ်းသားညီကိုကြီးကျွန်တော်ပြောချင်တာပေါ့နော်ကျွန်တော်တို့တွေကတရားမျှတမှုအတွက်ပြည်သူတွေနဲ့သူစစ်ကောင်စီတိုးလန့်နေတဲ့သူတွေဖြစ်တယ်ပေါ့ကျွန်တော်မကောင်းတဲ့အရာတွေကိုလှုပ်ဆောင်ခဲ့တဲ့လူမဟုတ်ဘူးအဲ့ဒါကျွန်တော်တို့ဂုဏ်ယူရမယ်ကျွန်တော်တို့ဒီအကျဉ်းကျသွားတာဆိုတာကျွန်တော်လည်းနားလေတယ်တော်တော်ကြီးကျွန်တော်ခံစားခဲ့ကြရတယ်တို့ပေမဲ့ကျွန်တော်ပြောချင်တာကျွန်တော်ညီကိုတွေတောက်ခံထားဖို့ကျွန်တော်ပြောချင်တယ်ကျွန်တော်ညီကိုတွေတောက်ကြော်လာတဲ့အချိန်မှာဒီကျွန်တော်ညီကိုတွေကိုကျူဆူဖို့အတွက်ပြည်သူတွေကအမြင်နဲ့စောင့်ဆိုင်နေပါတယ် ဒါအပြင်လွိုက်ကောအကျဉ်းထောင်မှာလဲနိုင်ကျင်းတွေကိုနှစ်ပုတ်တပုတ်သုံးပုတ်တပုတ်စတဲ့ရှော့ရမျိုးတက်မှတ်ပေးတာမျိုးမရှိတော့တဲ့အပြင်ပြီးခဲ့တဲ့ February လအတွင်းလို့ရစစ်တဲ့နိုင်ကျင်း၅ရောက်ကိုလည်းထပ်သူပုံမရီနဲ့ချွနောက်ထားစေဖြစ်ပါတယ်စစ်ကောင်စီရဲ့လူငယ်ချမ်းသာခွင့်မှာနိုင်ငံအဝန်အကျဉ်းထောင်အသီးသီးကအကျဉ်းသားပေါင်း9000နီးပါးပါဝင်ခဲ့ပြီးအဲ့ဒီထက်ကနိုင်ကျင်း388ယောက်ပဲပါဝင်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်။ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်တော်တို့ဒီမှာပဲရပ်နားမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စောင်းမားတွေ၊ဆက်သွယ်မေးမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။